အခေကလည်းတကယ်အသက်20ဝန်းကျင်မှာတကယ်ကိုလှပြီးတော့ပေါ့နော်တော်လက်ဖြက်လက်တော့25နှစ်အရွယ်မျိုးသမီးတရားပေါ့ကိုကလည်းလက်ရှိကိုသက်40မှာကိုကလည်းရင့်ကျက်ပြီးတော့ပေါ့နော်အဆင်ပြေတဲ့အခါကျတော့အဲ့နှစ်ယောက်ရဲ့ကြောင်ညာလေးကမကြခင်မှာထွက်ပါမယ်အဲ့ပြတ်တော့လေအဲ့ကြောင်ညာကိုတကယ်အရန်ကိုကိုကအရင်ကစိတ်ကူးနေတာပေါ့နော်သိရမလားကိုရီးယားကလည်းကြည် Telegram ကြည့်လိုက်ရင်လေငါဖြင့်သိကောင်းပါပဲပေါ့သိရမလားငါဖြင့်သိကောင်းပါပဲဆို ကြုံလုံးပြောတာပေါ့နော်မြတ်သူ2025ခုနှစ်မှာမြတ်သူအရန်အလုံးလုံးချင်တဲ့အဲဒစိမ့်နှစ်ခုနဲ့အလုံးတွဲခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့မြတ်သူတိတိချာချာလေးလေးလုပ်ခဲ့တယ်လို့ကိုကိုရန်ကလည်းကိုရီးယားကကိုစီဒီပေါ့နော်ဒစိမ့်ရောက်လာခဲ့ရင်ဆိုတော့စိတ်ကူးအိမ်မရှိခဲ့တာ2025မှာအဲဒီအေကူအိမ်မနှစ်ခုစလုံးကမြတ်သူလက်ထဲကိုရောက်လာခဲ့တယ်ဒါကလည်းမနှမ်းပြောအားလုံးချစ်တဲ့ပွေဦးလာကြောင့်ရောက်လာခဲ့တာပါအဲ့တော့လည်းအရန်လည်းကျေးဇူးတင်ပါတယ်ပွေဦးလာကိုချစ်တဲ့သူတွေပံ့ပိုးပေးမှုကြောင့်မြတ်သူတကယ်အလက်တွဲအလုံးလုံးချင်နေဆိုတော့အာစကင်ကဲတစ်ခုရဲ့အာနောက်ပြီးတော့ဝတ်စုံဒစိမ့် ခုရဲ့ညတူရရောက်လာခဲ့တယ်ပေါ့နော်အဲ့တော့ညတူကပျော်တယ်ကွာကိုမျော်လင့်တဲ့အလုပ်တစ်ခုလုပ်ရတာပိုပျော်စရာလည်းမသိပါဘူးအဲ့တုန်းကပြီးတော့ဘုဆာခင်းနဲ့တူတူပေါ့ရရတဲ့ခါကျတော့ခင်းကလည်းတကယ်အသက်20ဝန်းကျင်မှာတကယ်ကိုလှပြီးတော့ပေါ့နော်တွက်လက်ဖြက်လက်တော့25နှစ်အရွယ်မျိုးသမီးတရားပေါ့ကိုကလည်းလက်ရှိကိုသက်40မှာကိုကလည်းရင်းကျက်ပြီးတော့ပေါ့နော်အဆင်ပြေတဲ့အခါကျတော့အဲ့နှစ်ယောက်ရဲ့ကြောင်ညာလေးကမကြခင်မှာထွက်ပါမယ်အဲ့ညတူလည်းအဲ့ကြောင်ညာကိုတကယ်အရန်ကိုကိုကအရင်ကစိတ်ကူးရင်တာပေါ့နော်သိရမလားကိုရီးယားကတည်းက Telegram ကြည့်လိုက်ရင်လေငါဖြစ်သိက ောင်းပါပဲဘာတိလားငါဖြစ်သိကောင်းပါပဲဆိုတော့ဆန္ဒလေးရတော့ပြည့်သွားပြည့်သွားတော့ညပါပါတယ်လို့ဆူတောင်းကြောက်ကြမညထိပါစေတဲ့ကြောင့်ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့ပါမြတ်သူတို့ပေါ့နော်အာနောက်လဖြစ်မယ်ရှင်ဆိုတော့လေဒီလကုံမှာ launch လုပ်မှာဆိုတော့နောက်လလောက်ဆိုတော့စပြတော့မယ် Canon Plus ရဲ့ original series ဖြစ်ပါတယ်ဒါကတော့ Canon Plus နဲ့ FG Production တို့ပေါ့နော် FG Group တို့ကဒါပေါင်းပြီးတော့ဖန်တီးတဲ့ Canon Plus ရဲ့ original series ဖြစ်ပါတယ်ဒါစုကိုလွှမ်းမိုးတတ်တဲ့မိသားစုမှာပေါ့နော်နည်းနည်းအဲ့လို power ရှိတယ်ပေါ့နော်အဲ့လိုမျိုးသမီးတယောက်အနေနဲ့အာဒီထဲမှာသရုပ်ဖော်ထားပါတယ်ရှင်ဟုတ်ကဲ့ရှင်နီလာကတမိုးရှိတယ်အာပြီးတော့ ့ခါကျတော့တပွေနဲ့လဲလှတယ်ပေါ့အဲ့လိုမျိုးကကိုယ်ကာတာကိုပုံပုံဖော်တာပေါ့နော်ဆိုတော့ခါကျတော့အဲ့လိုပေါ့ပြောချင်တာအဓိကသူကအမျိုးသမီးကောင်မိခင်ကောင်တယောက်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနောက်မျိုးသားနဲ့မိသားစုလွှမ်းမိုးမဲ့လွှမ်းမိုးနိုင်စွမ်းရှိတဲ့မျိုးသမီးတယောက်နေရာကနေပြီးတော့ပါဝင်တယ်ဆိုတော့အာကြောက်ပြရနာနဲ့ရှင်လာရင်တော့မှန်းဆရနဲ့ခတ်တယ်ဆိုတော့ပြောရတော့နီလာတလုံးလိုပါပဲပုံမှန်တဲ့ရန်ကိုကြည့်ုံနဲ့မရပဲတေးချအနုစိတ်ကြည့်မှဒီမျိုးသမီးရဲ့စိတ်ကဘယ်လိုမျိုးလဲဆိုတာသိတယ်လို့မျိုးပေါ့နီလာကြက်ကလေးကိုကြည့်ပြီး တော့မှဒီအရေးကဘလို့ရှိရလဲဆိုတော့စူးစမ်းကြည့်ရတယ်လို့ပေါ့နော်နီလာရဲ့ကာရက်တာလေးကိုလည်းတေချာစူးစမ်းပြီးတော့ကြည့်ပေးပါဦးဒါပေမဲ့အများကြီးတစ်စလုံးကကိုယ်ဆက်မဟုတ်တဲ့ကြောင့်တစ်ခါကျလည်းအားလို့အားမရဖြစ်တတ်တဲ့ပိတ်သက်တွေလည်းကြိုတောင်းပန်ထားပါမယ်ဒါကတော့အမျက်သူကဟိုကိုယ့်ကိုယ်မှဇက်ကြီးက ပူမတိုင်လို့တိုင်တဲထားတဲ့ဇက်မျိုးတော့မဟုတ်ဘူးကိုကဇက်ထဲမှာပါဝင်ရတဲ့ဇက်ကောင်ပေါင်းများစွာတဲ့ဇက်ကောင်တစ်ခုဖြစ်ပါဆိုကြိုတင်ပြီးတော့လဲစကားပလင်လေးခန်းသားပြရစီရှင်ပလတ်စတစ်နစ်ကိုကြည့်ပြီးတော့မှကိုတော့ဝါးခနဲ့ဖြစ်သွားတယ်ဘာလို့ဆိုတော့ဒီလိုမျိုးဒီဟိုမှာကိုဒီဥမင်းသူပေါ့နော်ဥမင်းသူနေရမှာဆိုဥမင်းသူနေရအလျောက်တခြားလူထဲတောင်မှမတူဘူးဥမင်းသူပဲအဲ့အဲ့လိုပဲမေချိုးနေမှာလဲမေချိုးမှရမယ်အဲ့လိုမျိုးပဲဒီဂျိုကာတို့တခြားသောဥရဥထူတာနောက်ထပ်ပါသေးတဲ့မြို့လိုဟိုလေလူကျန်းကိုကြီးတမျက်နာမည်တိတ်မရင်းနေလို့ဒါလေ ဟိုနှစ်ခါဝင်နေအရမ်းမိုက်တယ်နော်အရက်ကျင်နေပါရရိုက်တယ်ကိုစက်တွေပါတောက်တယ်ကိုကြီးလေဆိုတော့ဒီလိုမျိုးပေါ့နော်ကိုကပါတယ်ဟိုတို့တို့ရဲ့ဥတီယုတ်ကြီးလိုမျိုးဦးကြီးလေအမြဲတည်းဆိုခက်စားရလေလေးလေးကြီးပေါ့နော်အရင်တော့အတာအကြီးပေါ့ပြောချင်တာကပန်ဝင်နဲ့အတာတွေကိုပေါ့လို့ရတယ်ရှော့လို့ရတဲ့အတာရောမလျှော့ထားပဲနဲ့အကုန်လုံးကိုအပြည့်သုံးထားကြအောင်လို့ဇလန်းတွဲကိုကြိုက်တဲ့သူတူတူမြင်အဲ့လိုဆန်စပန်ပေါ့နော်အဲ့လိုထိတ်လန့်၆ချားဝယ်ရတယ်လို့တွေးရတာမျိုးတွေကြိုက်တဲ့ဒီ ကြည့်တဲ့သူတွေအထွက်ကတော့တကယ်ကိုအရေးသွေးကောင်းကောင်းဇက်အင်ခိုင်ခိုင်နဲ့ပြိတ်သက်လက်ထဲကိုရောက်လာမဲ့စီးတခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့တရားရခိုင်တို့အဖြစ်အာမခံပါတယ်အဓိကကတော့ကြည့်ဖို့ပဲလိုတာကာတာမိမမိအဲဘာလို့လိုအပ်ချက်ရှိလဲဆိုတာကိုတော့ပြိတ်သက်ကြည့်ထံကိုအပ်ပါတယ်ဝေဖန်ကြံကြံပေးပါအောင်လို့မြတ်သူကအာမြတ်တရားခံကြင်ပါတယ်ရှင်အဲ့တော့လာလာမဲ့ပေါ့နော်ဒီ launch လုပ်တဲ့ media message လည်းတွေးပါအောင်မယ်အားလုံးလည်းကြည့်ရှုပြီးတော့ဝင်ရံပေးကြပါအောင်ကျေးဇူးတင်ပါတယ်ရှင်